ဟာဒီလိုက်ရက်နေတာပေါ့ရိုင်းရက်တော့ပေါ့အဲ့မှာတမဲဖြစ်သွားတယ်ကင်မရာမလောက်ရင်းနေလဲအဲ့လိုအိုင်ဒီယာလေးပါလာတယ်เนาะတော်တော်ကိုကိုအိုင်ဒီယာပေါ့နော်မနေ့ကတော့ဝါတယ်လေးတယောက်ပြောတယ်တပည့်ရဲ့ဖင်တစ်ပေါက်ရမ်းပေါက်နေတယ်လို့အရင်ကောခါရဲဆိုတော့အဲ့လေမတည့်ပါအားလုံးပြီးတော့ဟိုပေါ့နော်ညီမရင်းနဲ့ပြောခဲ့လို့ပဲစီနီယာခံကောင်းတယ်ပေါ့နော်မန်တိုင်းပြောလို့ရှိရင်ကျန်တဲ့ရဲ့ကျွမ်းတယ်ပါတယ်ကျန်တယ်အဲ့အိမ်မှာတော့အဲ့လိုမတိုက်ပါဘူး။အိမ်မှာတိုက်ရမယ်စုပါတော့

ရင်းလို့ချောရတယ်။မာတော့တင်းတင်းဖို့ဆိုရမ်းနေမာတယ်။စူးစားတယ်သူကပြောမာနော်။မာနေအောင်အများနဲ့ပြောပြတယ်။သူရမ်းတော်တယ်ဆိုတဲ့အကြောင်းလေးလေ။သူကတော့မားတို့ကလည်းအပွက်လည်းဒုသိတော်သမီးဆိုတော့မန်တိုင်းဆိုလို့ရှိရင်မားတို့လည်းကြတော့ညီမရဲ့ပုံစံတူတယ်ဆိုတော့လေ။ဖြစ်တယ်။ဖြစ်တယ်ဖြစ်တယ်။ဘာပဲလုပ်လို့ဟိုးစားနေအခုတည်းကဘာလုပ်ရမလဲ။အဲ့ဒါမကြောနာမပဲ။အဲ့ရမအားရခါကျအများနဲ့အများနဲ့တော့ပြပြလာတော့မသားတာဘူးကတော့သူ့အများနဲ့လက်ပြောပြတယ်မိုင်း အဲ့လိုလူတွေကိုလုံးလုံးခံမဲ့ခံရခံရဘာပဲဖြစ်ဖြစ်သဘောကြီးရေဆိုရင်ပုံစံရတော့တော့အမတယောက်လိုပဲအမတယောက်လိုပဲချွဲပြီးမြန်ရပုံစံတာအဖို့ရေဘသူကတော့ဘလို့ဖြစ်သွားပြီဆိုတော့အဲ့လိုပြောတော့အဲ့လိုချွဲရတာပါတော့အခုတိုင်မင်စရာရတယ်တငယ်ချင်းလိုကမလိုတော့ဒီအမနဲ့ရောပဲရှိရခါကြောက်လေအဖို့ရေကတော့ပို့ပြီးတော့ပြောပြဖြစ်တယ်မချောလည်းတွေ့ပြောတာမချောမတွေ့တော့ပြောလို့ချင်အေးပြောမချောတွေ့ရင်ရွေးရတာပါတော့ ခုတော့ပေါက်နေတယ်ဒါတကယ်ပေါက်ပေါက်နေတယ်ဘောရီကတော့ကြားရတယ်နော်ဟုတ်ကဲ့ဘောရီကယုံကြည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူပေါက်မယ်ဆိုတာလည်းယုံကြည်ရယ်ဘယ်ကားပဲရဲ့သူကတကယ်အားထည့်ပြီးလို့တကယ်လက်စိတ်ဝင်စားတယ်တကယ်တော့ဝါဒနာပါဘူးဘုရားကပြီးတော့လည်းလုပ်ခဲ့တယ်ပါဘာဟုတ်ကဲ့လည်းကြောက်မိပါဘူးဖြစ်နေကျင်းသူကနော်ဒီကလောက်မလိုက်ခဲ့တာဒီကမိုက်နေတယ်အဲ့ဘောဒီလိုက်ရက်နေတာပေါ့ရက်ရက်တော့ပေါ့လက်မှာကြမ်းပဲဖြစ်သွားတယ်ကင်မရာနဲ့လောက်ရင်းနေလဲအဲ့လိုအိုင်ဒီယာလေးပါလား ိုင်းနေမှာပေါ့နော်ဒီကိုရေးတယ်နောက်ပါဦးစားချက်လေးပေါ့ဒီနေ့စားချက်တော်ပါ誒အာဒီအဲဒီနေ့ရောလေပွဲတက်ဆိုတော့အားလုံးစတာပါတာပါနော်ဟုတ်ကဲ့ဒီအချိုးကတော့နည်းနည်းကြောင်းလေးပေးနေတာပြေးပါအဲ့ဒါကျွန်တော်ကလည်းမနေ့ကတော့ငါတကယ်တောက်ပြောတယ်တပည့်ရဲ့ဖိန်တစ်ပေါက်ရမ်းပေါက်နေတယ်အရင်ကော်ဟာလဲဆိုတော့အဲ့လေမတည့်ပါအားလုံး ီးတော့ပေါ့နော်ညီမရေနဲ့ပြောခဲ့လို့ပဲစီနီယာခံကောင်းတယ်ပေါ့နော်မန်တိုင်းပြောလို့ရှိရင်ကိုနဲ့ချစ်ကြတဲ့ညီမရေဆိုလို့ချင်လေဟိုမတွေ့ပြင်တော့မချောဆိုလို့ချင်အများနဲ့မစီချားခင်လာပြောရဲအရန်တော်တယ်တော်တယ်ဆိုအဲ့ဆိုပို့ပြီးတော့ PT ဖြစ်တာပေါ့နော်ပို့ပြီးလဲဟိုဘယ်လိုပြောကိုပေရလူတွေကို ြောပြမှကိုကလည်းသိမှာလေကိုမှဘာလိုအပ်ချက်တွေရှိတယ်ကိုမှဘယ်လောက်ထိကောင်းနေတယ်ဆိုပြီးတော့အမလေးလာချီးကျူးမှာပဲကိုကိုတိုင်းအားဆက်လိုက်ရကျိုးဟောနတ်ပါလာဆိုပြီးတော့အဲ့လိုမျိုးခံစားရတာဆိုတော့လေမင်းတို့တကယ်တော့ကျေးဇူးတင်ပါတယ်ဆိုတော့မကျော်တော့ပါဆိုတော့မအားဘူးလေဒါ ။တကူတကကြီးကိုလာပြောပေးတဲ့အတွက်ကိုအရန်ကိုလည်းဝမ်းသာတယ်။အရန်ကိုလည်းပြောချင်ချင်သားမိတယ်။အေးရမောင်းကျွန်တော်ကတော့မရှော့ဘူး။ကျွန်တော်ကမရှော့ဘူးကပါလေးရတယ်။ရှော့နေတိုင်းတော့အာအပါအမေမတော့အနေချင်းတော့လုတ်တော့ပါဟောရဲဆိုအကုန်လုံးကလည်းဒီမဖို့လို့ဆိုလဲအိမ်မှာအိမ်နောက်ဦးစီးလိုပဲလေမအဆိုလဲဒါအိမ်နောက်ရှင်မကိုဆိုလို့ရှင်လဲအိမ်မှာအမေနဲ့ပဲနေတာများတော့အားရင်တော့အများတန်းဝင်လို့ဖြစ်ပါတယ်ပုံမှန်မအားရင်တော့မလို့ဖြစ်ပါဘူးဝင်လဲလို့ပါပဲဟုတ် ချက်တက်ရကျွမ်းတယ်ပါတယ်ကျွမ်းတယ်ဒါပေမဲ့အိမ်မှာတော့အဲ့လိုမတိုက်ပါဘူးအဲ့ဒါကတော့အမေစုပါ။အမေစုပါ။အမေကရိုက်ပါနော်။တပြက်စီးလိုက်ရိုက်ပါ။ဟုတ်ကဲ့။အရင်ကျေးဇူးတင်ပါတယ်။မားတို့ရောပြီးလို့ရှိရင်မီဒီယာဖွယ်သားတွေအားလုံးကျေးဇူးများတင်ပါတယ်။ပြည်သက်တွေရော။ပြည်သက်တွေရောဟုတ်တယ်။အများနဲ့ပြည့်စုံရတယ်။ပြာပြီးတော့တွက်အရင်မပါပဲနော်လားဆိုတော့မမဟုတ်ဘူး။မဒီမှာကျန်နေတဲ့အရာကိုပြောပြရအောင်။ဟုတ်တယ်။ပြာပြီးတော့အရင်အသွက်လွန်သွား။ဒီအောင်လည်းပြည့်တဲ့ချိန်မှာသူကနေပေးတယ်။ ေပေးတယ်အများတယောက်နဲ့တယောက်သူတို့ပြောကညီမရည်ဟုတ်သူဆိုရင်မြဲပြောရင်နင်းတဲ့ဖို့ကိုဘယ်တော့မှဟုတ်တယ်ဟောညီမလေးတယောက်လိုလို့ကိုညီမတယောက်လိုပဲသဘောထားလို့ဘာလို့လဲသူတယောက်တည်းရှိရဲ့ချိန်မှာသူကအမြဲတမ်းပေးနာမှာရှိခဲ့ဟုတ်ဟုတ်အဲ့လိုမျိုးပေါ့ကိုကလည်းတယောက်တည်းဆိုတော့အမားနဲ့က ဟိုတကယ်ညီမတွေလို့ဖြစ်သွားဟိုအမားနဲ့ကတော့တွေ့တာတော့အရင်နောက်ကြပါတယ်ဒါပေမဲ့လေစိတ်တူကိုတူအခုလိုမျိုးတွေ့ရတဲ့အတွက်အယောင်ဝမ်းသာတယ်အဲ့အချိန်မှာလေတကယ်ချင်းဆိုလို့လေတကယ်အခုချိန်မေးလို့ရှင်အချွေးယူလို့ရတယ်တော့အမားလိုရောတကယ်ချင်းရောအရာရာလဲတိုင်မင်ဖြစ်တယ်ဒီရွှေကလည်းဒါဖြစ်ကန်နေတော့အမားတို့ပဲလမ်းမိတိုင်မင်တာအမားရင်တမီးတော့ဒီလိုဖြစ်သွားတယ်တမီးဘာလဲလောရမလဲဘာလဲရှောင်ကြည့်ရမလဲပေါ့နော်ကျေးဇူးညီအောင်နေနားမှာရှိနေရဖြစ်တဲ့အတွက်ဘဝလည်းနုပညာလောကရဲ့ဒီပြောဆောင်လောကရဲ့ပေါ့သူသဖြင့်ပြောဆောင်လောကမှာစင်ကြီးတဲ့နာလေးစင်ကြီး အနေထိုင်လေးကအစပေါ့နော်ဘယ်လိုလေးနေရမလဲဆိုတာအစအမားတို့ကပဲပြောပြခဲ့တာပေါ့အဲ့တော့ဆိုအမားအမားရဲ့အဲ့ချစ်ပန်းဝော်ပါနော်ချစ်ပန်းဝော်အမေအမအဲ့အဲ့လိုမကြည့်ရဘူးအဲ့လိုမဟုတ်ဘူးဒါပဲအပြန်ပြီးတော့ပေါ့နော်အသေးချာလေးသွန်သင်ဆုံးမပြပါအဓိကတော့ စီနီယာကောင်းတွေကြောင့်ပါညီမဒီနူပင်းတယောက်ဆောင်လောကထဲမှာနေထိုင်စဉ်ညင်းနဲ့ကောင်းကောင်းမွန်မွန်နေဆိုတာလေဒီမတွေဒီကိုတွေမျက်နှာရဲ့အကြောင်းပဲပေါ့နော်ဟိုကိုကိုနဲ့ကိုနဲ့ဘေးနားမှာရှိနေတဲ့သူတွေကိုဒီလိုမျိုးချီးကျူးထားတဲ့သူတွေစိတ်မပြတ်စေချင်ဘူးဟုတ်အဲ့ဒါပါပဲဟုတ်ကျေးဇူးများကြီးတင်ပါတယ်